Okay trading view မှာ Fibonacci setting ဘယ်လိုချိန်ရမလဲဆိုတာကို sharing လုပ်သွားမယ်ပေါ့เนาะအဲ့တော့တော်တော်များများကတော့ trading view မှာ Fibonacci retracement ကိုပဲအဓိကတုံးကြလိမ့်မယ်လို့ထင်နေပေါ့เนาะအဲ့တော့ဒါ Fibonacci retracement ကိုပဲကျွန်တော်အဓိကထားပြီးတော့ပြောသွားမယ်အဲ့တော့ဒီကောင်ကိုပြန်တက်ပြီဆိုလို့ရှိရင်လည်းကျန်တဲ့ကောင်တွေအကုန်လုံးပြန်တက်လိမ့်မယ်အဲ့တော့ Fibonacci retracement ကိုကျွန်တော်တို့တစ်ချက်ယူလိုက်ပြီးရင် random တနေရာနဲ့တနေရာကောက်ဆွဲချလိုက်เนาะဒါ random ဆွဲချလိုက်ဆွဲချလိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုဆွဲပြီးတဲ့အချိန်မှာ screen ကိုကျွန်တော်တို့ကတစ်ချက်ထိလိုက်မိတယ်ဆိုလို့ရှိရင် ဒီမှာကျွန်တော်တို့အဆက်ကလေးတွေပျောက်သွားလိမ့်မယ်အဲ့တော့အဲ့ဒီအဆက်ကလေးတွေပေါ်နေပြီဆိုတော့မှပဲကျွန်တော်တို့က setting ချိန်ပေးလို့ရမှာအဲ့တော့ account တွေကိုပေါ်ဖို့ဆိုလို့ရှိရင်သူ့ကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီအဆက်ကလေးတွေပေါ်လာပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ setting စပြီးတော့ချိန်လို့ရပြီအဲ့တော့သူ့ကို setting ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာဒီကောင်လေးတစ်ခုရှိမယ်အကောင်ကကျတော့ color ကိုပြောချင်တာဒီ fibonacci ကျွန်တော်တို့ဆွဲထားတဲ့ကောင်ရဲ့အရောင်ကိုအဓိကပြောချင်တာအဲ့တော့သူကကျတော့ဒီကနေကျွန်တော်တို့က color ပြင်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးပြောင်းသွားမှာ နော်အကုန်လုံးပြောင်းသွားမှာအဲ့တော့ကိုကအဲ့လိုမျိုးအကုန်လုံးပြောင်းတာကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကနေပြင်လို့ရတယ်ဒါမှမဟုတ်ရှိရင်လည်းကိုကတခုချင်းစီပြင်ချင်တယ်ဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ setting ကနေတွားပြီးတော့ပြင်လို့ရသေးတယ်နော်အဲ့တော့ကျတော့ဒီ color ထဲမှာဆိုလို့ရှိရင်လည်းဒီမှာအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ဒီက color တွေမကြိုက်လို့ရှိရင်ကိုယ့်ဘက်သားကို color code တွေရိုက်ထည့်ပြီးတော့လေထားလို့ရတယ်เนาะ color code တွေကိုသိရဆိုလို့ရှိရင်ပေါ့ ။အဲ့တော့အဲ့လိုမျိုးလေးလဲထားလို့ရတယ်။ပြီးရင်ဒီမှာတော့ကျွန်တော်တို့ opacity သွားပြီးတော့မလျှော့နဲ့ပေါ့နော်။ opacity သွားပြီးတော့လျှော့လိုက်ရင်ဘာမှပေါ်တော့မှာမဟုတ်နော်။အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးရှိမယ်။အဲ့တော့ဒီကောင်ကကြတော့ဟောစာကိုပြောချင်တာ။ color ကျွန်တော်တို့ area နေသွားပြီးတော့ပြင်လို့ရတယ်။အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီကောင်နော်အကောင်ကကြတော့ကျွန်တော်တို့ pixel ကိုပြောချင်တာဒီ line တွေရဲ့အထူးအပါနော်အဲ့တော့ကျွန်တော်ကတော့2လောက်နဲ့တော့အဆင်ပြေတယ်ကိုကလည်းပပလေးပဲမြင်နေတယ်ဆိုလို့ရှင်လဲ1ကိုပြောင်း ကယ်ကိုကခတ်တူတူလေးမြင်နေတယ်ဆိုလို့ရှိရင်4 3လောက်ထားပါတော့ကျွန်တော်တို့ကတော့2လောက်နဲ့တော့အဆင်ပြေတယ်4ဆိုလို့ရှိရင်လည်းအရန်များပါပဲเนาะအဲ့တော့ကျွန်တော်ကတော့2လောက်နဲ့အဆင်ပြေတယ်အဲ့တော့ဒီနေရာကနေကျွန်တော်တို့ကဟောဥစားသွားပြီးတော့ထားလို့ပြင်လို့ရတယ် line ရဲ့အထူပါးတွေတွားပြီးတော့ပြင်လို့ရမယ်ပြီးရင်ကျတော့ဒီကနေ setting တွားပြီးတော့ချိန်ပေးလို့ရသေးတယ်အဲ့တော့အဲ့ဒီ setting ကနေပဲအဓိကကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ကဆက်ဆက်ချင်းနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီက style ကိုဝင်သွားလိမ့်မယ်ဒီ style နေရာမှာဒီမှာ trend line လေးတစ်ခုရှိမယ်အဲ့တော့အဲ့ဒီ trend line ဆိုတာကကျွန်တော်တို့ကဟောစာကိုပြောချင်တာဒီလိုမျိုးကန့်လန့်ပြတ်ကျွန်တော်တို့ဆွဲထားတဲ့ကောင်ကိုပြောချင်တာအဲ့တော့အဲ့ဒီ trend line ကိုကျွန်တော်ကပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးကန့်လန့်ပြတ်ဆွဲထားတဲ့ကျွန်တော်တို့ဒီကနေဒီဒီဆွဲထားတဲ့ကောင်ကြီးမပေါ်တော့ဘူးเนาะအဲ့တော့ကျွန်တော်ကတော့အဲ့ကောင်ကိုဖော်ထားလေးရှိတယ် ်ပြီးရင်သူ့ရဲ့အယောင်နဲ့ line ရဲ့ style ကိုလည်းကျွန်တော်တို့သွားပြီးတော့ပြင်ပေးလို့ရမယ်เนาะအဲ့တော့အယောင်ကကျွန်တော်တို့ဘယ်အယောင်ပေါ်ရင်လဲအနီလေးထားကြည့်မယ်နော်အနီလေးထားကြည့်မယ်အဲဆိုရင်ကျွန်တော်တို့တစ်ခုခုနှိပ်ပြီးပြီတစ်ခုခုပြောင်းပြီးပြီဆိုလို့ရှိရင် OK နဲ့တစ်ချက်ထွက်ပြီပေါ့နော် cancel နဲ့တော့မထွက်နဲ့အဲ့တော့ OK လေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ trend line ရဲ့အယောင်ပဲပြောင်းသွားတယ်ဒီက level အယောင်တွေကပြောင်းမသွားနော်အဲ့လိုမျိုးလေးလဲကျွန်တော်တို့သွားပြီးတော့အဲ့ဒီကနေလှုပ်ပေးလို့ရမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ ဒီမှာတင် အောက်မှာပါရှိသေးလဲဆိုတော့ opacity ရှိသေးတယ်အဲ့တော့အဲ့ဒီ opacity ကကျတော့ဒီ line ရဲ့ဟိုထင်းထင်းမြင်မြင်လားမှိမ့်မှိမ့်လေးပဲမြင်မြင်လားပေါ့နော်ကိုကနည်းနည်းခတ်ထင်းထင်းလေးမြင်မြင်တယ်ဆိုလို့ရှိရင်ဒီမှာ100လောက်ထိဆွဲပြီးကတ်ထားအကြေးကိုကနည်းနည်းဟိုဥစားမှိမ့်မှိမ့်လေးပဲမြင်မြင်တယ်ဆိုလို့ရှိရင်ဒီအောက်ကို short ထားပေါ့နော်60လောက် short ရယ်လဲ short ထားဒါတော့ကိုအစဉ်ပြေတဲ့နည်းနဲ့လုံးလို့ရတယ်ပြီးွားရင်သူ့ရဲ့ဒီ trend line ရဲ့ကျွန်တော်တို့ thickness အထူအပါဘလောက်နဲ့မြင်ရင်လဲကျွန်တော်ကတော့ဒီကောင်လေးနဲ့အဆင်ပြေတယ်ဒီကောင်ဆိုလို့ချင်လဲအရန်ပါသွားတယ်ပြီးရင် အောက်မှာကကြာတော့ line style ကျွန်တော်တို့ line နဲ့ပဲမြင်ရင်လား dash line နဲ့မြင်ရင်လား dotted line နဲ့မြင်ရင်လားကိုအဆင်ပြေတဲ့ကောင်နဲ့တော့အဲ့တော့ကျွန်တော် dotted line လေးတစ်ချက်ရွေးထားမယ် okay ပြီးပြီဆိုလို့ချင်ကျွန်တော်ကဒီ setting set ဆက်ပြီးတော့ချိန်အောင်မယ်ဆိုလို့ရှင်တော့ okay နဲ့ထွက်เสียမလို့ဘောเนาะဒီအပေါ်လေးတနည်းအားရအောင်ပဲတစ်ချက်လေးနေလား ပြီးရင်ကျွန်တော်တို့ဒီနောက်ထပ်ဘာရှိသေးလဲဆိုတော့ extend ရှိအောင်မယ်ဒီ extend ကကျတော့ do not extend လေးကိုထားထားတယ်အဲ့တော့ဒီ extend ကအဓိကဘာကိုပြောချင်တာလဲဆိုတော့ဒီ line နေဒီ level တွေပေါ့နော်ဒီ level တွေကိုကျွန်တော်တို့ကဒီမှာ extend left ရှိမယ် extend left ကကျတော့ဘယ်ဘက်ကိုအအဆုံးထိသွားပြီးတော့ပေါ်မှာ extend right ကကျတော့ညာဘက်ကိုစတိုက်ကျွန်တော်တို့လိုက်ပြီးတော့ပေါ်လိမ့်မယ် ပြင်ပြီးတော့ light ဆွဲစရာမလိုတော့ဘူးเนาะအဲ့တော့ကျွန်တော်လောလောဆယ်သူ့ကို8 stand left လောက်လိုက်လို့ရှင်ဒီဘက်မှာလာပေါ်ပြီ8 stand right ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှင်ညာဘက်မှာလာပြီးတော့ပေါ်လိုက်မယ်အဲ့တော့ကျွန်တော်ကတော့အဲ့နှစ်ခုစလုံးပိတ်ထားလေးရှိတယ် နော်โอเคကျွန်တော်ကတော့ do not disturb ထားလေးရှိတယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီအောက်မှာကကြတော့ကျွန်တော်တို့သုံးမဲ့ level တွေနော်ကျွန်တော်တို့သုံးမဲ့ percentage တွေအဲ့တော့ကိုသုံးမဲ့ percentage တွေပဲဖြန့်ထားပါတော့ကိုမသုံးညင်တဲ့ကောင်တွေကျွန်တော်တို့ပိတ်ထားလို့ရတယ်သူပေးထားသမျှ default setting အတိုင်းအမြဲတမ်းသုံးနေစရာမလိုဘူးဒီကောင်တွေကျွန်တော်တို့ပိတ်ထားမယ် ပြီးရင်ကျွန်တော်ပိတ်ထားတာဆိုလို့ရှိရင်ဒီကောင်ရှိမယ်ဒီကောင်ရှိမယ်เนาะအဲကျန်တဲ့ကောင်တွေကတော့ဒါကျွန်တော်သုံးနေရ level တွေဖြစ်တဲ့အတွက်ကျွန်တော်ထားထားမယ်ပေါ့เนาะကျွန်တော်တစ်ခါလေးကျန်တော့မှဒီကောင်အသိမသုံးအဲ့တော့ကျွန်တော်အဲ့ကောင်ကတစ်ချက်တည်းဖြုတ်ထားလိုက်တော့မယ်အဲ့တော့အဲ့လိုတွေရှိမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကခုနဟိုအပြင်က color setting မှာကျွန်တော်တို့ကပြင်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးပြောင်းသွားတာ နော်အဲ့မဲ့ကျွန်တော်တို့ကကာလာတွေခွဲလို့ရတယ် level ဘယ် level ဘယ်ကာလာပေါ်ရင်လဲဆိုတာကျွန်တော်တို့ခွဲလို့ရတယ်နော်အဲ့အဲ့လိုမျိုးခွဲမယ်တက်တက်ပေါ်အောင်လုပ်မယ်ဆိုလို့ရှင်ဒီကောင်နေကနေတွားပြီးတော့ရွေးပေးလို့ရမယ်အဲ့တော့သူ့ကိုတစ်ချက်နှိပ်မယ်အဲ့တော့အဝါအရင်စထားမယ်ပြီးရင်3 point 2ကို အစိမ်0.5ကိုအနီ61.8ကို အပြာပြီးွားရင်100ကိုကျွန်တော်ကလိမ်မော်လေးထားလိုက် နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝါဆိုင်းနေပြလိမ့်မောအစင်လိုက်ဖြစ်သွားပြီနော်အဲ့တော့ကျွန်တော် OK လေးနှိပ်ပြီးတော့တစ်ချက်ပြမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တတ်တတ်အယောင်နေသွားပြီးတော့ကွဲပြီပေါ့နော်ဒီမှာအဝါအစိမ်းအနီးအပြားလိမ့်မောနော်ကျွန်တော်ဒီကောင်တော့မပြင်လိုက်မိဘူးနော်အဲ့တော့ထားပါတော့ကျွန်တော်တို့အဲ့လိုမျိုးလေးသွားပြီးတော့အဲကိုအစင်ပြေတဲ့ကောင်ကိုသွားပြီးတော့ပြင်လို့ရမယ်ကိုကြိုက်တဲ့ကာလာလေးကိုသွားပြီးတော့ပြောင်းလိုက်ပေါ့နော်ကိုကဒါမှမဟုတ်လို့ရှိရင်လေကိုကဒီလိုမျိုးကာလာတွေစုံနေတာကိုမကြိုက်ဘူးဆိုလို့ရှိရင်လေအောက်ကိုတစ်ချက်သွားလိုက် use 1 color လေးကိုပဲတစ်ချက်လေးနှိပ်ပေးလိုက် use 1 color ကျွန်တော်တို့ဘယ်အကြောင်းပြောင်းမလဲအဖြူလေးပဲထားမလားအဲ့တော့အနီဖြစ် sorry အဖြူလေးပဲထားမလားအဝါလေးထားမလားဒါကိုအစဉ်ပြေးရအောင်ထားပါဘောเนาะအဲ့တော့ use one color ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနက trend line အောင်လည်းပြောင်းသွားတယ်เนาะအကုန်လုံးကျွန်တော်တို့ပြန်ပြောင်းသွားမှာဒီအပြင်က color setting နဲ့တွားပြီးတော့ပြင်လိုက်တလို့မျိုးဖြစ်သွားမယ်เนาะအဲ့လိုမျိုးလေးဖြစ်သွားမယ်အဲ့တော့ setting ကိုပဲတစ်ချက်ပြန်ဝင်မယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကိုတစ်ချက်တွား background လေးကိုတစ်ချက်ကြည့်မယ်เนาะအဲ့တော့ဒီ background ကိုကျွန်တော်တို့ကဒီလိုမျိုး opacity နဲ့အတူတူပဲသူ့ကိုကျွန်တော်တို့ဒီလိုမျိုးအဆုံးထိဆွဲပြီးတော့တင်ချလိုက်မယ်ဆိုလို့ရှင်ဒီအနောက်မှာ candidate တွေတောင်ပျောက်ကုန်ပြီအဲ့လောက်လောက်ကြီးထိတော့အဆုံးထိမထားထားနဲ့ပေါ့เนาะနည်းနည်းလေးခတ်မှုံမှုံလေးပဲထားပေါ့ဒါမှမဟုတ်လို့ချေလဲကိုကအယောင်လဲထားခြင်းတယ် အမြင်အရောင်လည်းမြင်ရကျင်တယ်ဆိုလို့ရှင်ဒီလောက်လောက်အလေလောက်ဖြစ်ဖြစ်ဒီဘက်ချမ်းလေးဘယ်ဘက်ချမ်းလေးမာတယ်ထားဒါမှမဟုတ်ရှင်ကိုကအဲ့ဒီဒီဂျားရဲ့အရောင်တွေကိုလုံးဝမမြင်ညင်ဘူးဆိုလို့ရှင်ဒီဘက်လုံးဝ0 0ထိဆွဲကတ်လိုက်နော်အဲ့ဒါဆိုလို့ရှင်ကျွန်တော်ဒီဘက်မှာ မရီတာ5လို့ဖြစ်သွားပြီ level တွေပဲပေါ်တော့တယ်ဒီဂျားတွေကအယောင်တွေမပေါ်တော့ဘူးเนาะအဲ့လိုမျိုးလေးလဲကျွန်တော်တို့တွားပြီးတော့လုတ်ပေးလို့ရမယ်အဲ့ဒါပြီးလို့ရှင်အောက်ကိုတစ်ချက်ဆက်ကြည့်လို့ရှိရင်ကျွန်တော်တို့ဒီမှာ prices ဆိုတာလေးရှိတယ် price ကျွန်တော်တို့အဲ့ဒီကောင်ကကြာတော့ဖွင့်လိုက်လို့ရှင်ဒီမှာဈေးတန်းနေလာပေါ်အဲ့100%ဘယ်ဈေးတန်းမှာရှိလဲ50ကဘယ်မှာရှိလဲ3.2ကဘယ်မှာရှိလဲအဲ့ကောင်တွေပါကျွန်တော်တို့လာပြီးတော့ပေါ်လိုက်မယ်အဲ့တော့ကိုကဒီလိုမျိုးဈေးတန်းတွေပါပေါ်ခြင်းလဲဆိုလို့ရှိရင်လေအဲ price ကိုဖွင့်ထားပါတော့เนาะကျွန်တော်ကတော့ price ကိုပိတ်ထားလေးရှိတယ်ပြီးလို့ရှင် level level ရှိမယ်အဲ့တော့အဲ့ဒီ level ကတော့ကျွန်တော်တို့ကဖွင့်ထားမှကိုရမှာဘာဖြစ်လို့လဲဆိုတော့ Fibonacci ဆွဲရဲဆိုတာ level သိကျင်လို့အဲ့တော့ level ကိုကျွန်တော်တို့ဖွင့်ထားမယ်ပြီးတော့ဒီ level ကိုကျွန်တော်တို့ကဘယ်လိုမြင်ញင်လဲ percent နဲ့မြင်ញင်လား value နဲ့မြင်ញင်လားနော်အဲ့တော့ကျွန်တော်ကတော့ percent ကိုထားထားလေးရှိတယ် value နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဓသမပြောင်းပေးွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်ကတော့ percent ကိုထားထားလေးရှိတယ်အဲ့ဒါပြင် label ပေါ့နော် လေဘက်ကျွန်တော်တို့ကဘယ်မှာမြင်နေတာလဲညာဘက်ချမ်းပါလားကိုဆွဲထားတဲ့ညာဘက်ချမ်းပါမြင်နေတာလားအလဲမှာထားခြင်းလားပါလေညာလေအဲ့ဒါကျွန်တော်တို့ပြင်လို့ရတယ်အဲ့ဒါမှာ left လေးကိုကျွန်တော်ရွေးလိုက်မယ်အခုလောလောဆယ် right ကိုရွေးချရွေးထားတဲ့အချိန်မှာညာဘက်ချမ်းပါပေါ်တယ် left ကိုရွေးလိုက်ရင်ဘယ်ဘက်တွေအကုန်ရောက်သွားလိမ့်မယ်အဲ့ကျွန်တော်ကတော့ညာဘက်မှာထားလေးရှိတယ် center မှာထားခြင်းလည်းရတယ်အလဲမှာတော့ပေါ်လိမ့်မယ်နော်အဲ့လိုမျိုးအလဲမှာတော့ပေါ်လိမ့်မယ်အဲ့တော့အဲ့ဒါရှိမယ်ပြီးရင်အဲကျွန်တော်လောလောဆယ် right ကိုပဲတစ်ချက်ပြန်ထားထားအောင်မယ် ြီးရင်ဒီအောက်က text လေးရှိမယ်အဲဒီ text ကတော့ကျွန်တော်တို့ဒီမှာဟိုဥစားစာရေးပါးရေးပြီဆိုလို့ရှိရင်ပေါ်လိမ့်မယ်နော်အဲဒီ text ကိုတော့ကျွန်တော်တို့ဖွင့်ထားမယ် ပြီးရင်တို့ကကျွန်တော်တို့ကဘယ်မှာပေါ်ခြင်းလဲစန်တာမှာပေါ်ခြင်းလား left မှာပေါ်ခြင်းလား right မှာပေါ်ခြင်းလားအရာတွေကျွန်တော်တို့ရွေးလို့ရမယ်ပြီးဝိုင်းရတယ်မှာအလဲမှာပေါ်ခြင်းလားတို့ဘာတို့အရာတွေလည်းရှိတယ်เนาะအဲ့တော့ဒီကောင်ကျွန်တော်တို့တစ်ချက်ခုနက label ရဲ့အပေါ်ကကောင်တစ်ချက်နှိမ့် middle မှာပေါ်တာအဲ့တော့ဒီ middle မှာပေါ်တာဆိုလို့ရှိရင်ဒီ line ရဲ့အလဲတဲတဲမှာပေါ်မှာအဲ့တော့ကျွန်တော် top လေးကိုရွေးလိုက်ရင်အပေါ်လေးနည်းနည်းရွေးသွားလိမ့်မယ် အဘော်လေးရွေးပါလိမ့်မယ်အဲ့တော့ bottom ကိုရွေးလိုက်အောက်ကလေးနည်းနည်းကျသွားလိမ့်မယ်ကျွန်တော်ကတော့ middle ပဲထားတာကြိုက်တယ်နော်အဲ့တော့အဲ့လိုမျိုးလေးရှိမယ်ပေါ့နော်အဲ့တော့ဒီကောင်ကကျတော့ style ကိုကျွန်တော်တို့ဒီကနေကြီးကြပ်ပြီးတော့အဲကိုယ့်ရဲ့ကြိုက်တဲ့စိတ်ကြိုက်ကိုကျွန်တော်တို့လိုက်ပြီးတော့ပြင်ကြည့်လို့ရတယ်အဲ့ဒါပြင်ဒီက level line တွေပေါ့နော်ကျွန်တော်ခုနကကြော်ွားလားမသိဘူးနော်အဲ့တော့ဒီ level line တွေရှိမယ်အဲ့တော့ဒီ level line ကနေလေ level line ဆိုတာဒီကောင်တွေကိုပြောတာအဲ့တော့အဲ့ဒီ level line ကဒီမှာအထူပါကျွန်တော်တို့သွားရွေးလို့ရမယ် အဲ့ဒါပြီးသွားလို့ရှိရင်ညာဘက်ချမ်းမှာသူ့ရဲ့ style ကိုရွေးလို့ရတယ်ဒီကနေကျွန်တော်တို့ style ကိုသွားပြီးတော့ရွေးလို့ရတယ်အဲ့တော့ကိုက dotted line နဲ့ပေါ်ရင်လား dash line လားရိုးရိုး line လားနော်အဲ့တော့ရိုးရိုး line ဆိုလို့ရှိရင်လည်းဒီလိုမျိုးရိုးရိုး line ပြောင်းသွားလိမ့်မယ်အဲ့ဒီတော့ dash line လေးတစ်ချက်ပြန်ပြီးတော့ရွေးကြည့်မယ်အဲ့ဒါဆိုရင် dash line လေးဖြစ်သွားမယ် dotted line ဆိုလို့ရှိရင်ခုနအစအတိုင်းပြန်ဖြစ်သွားပြီနော် အဲ့တော့အဲ့လိုလေးရှိမယ်အဲ့တော့ဒီတိုင်းလေးတွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ style တစ်ခုပြီးပြီဆိုလို့ရှိရင်ညာဘက်ခြမ်းက coordinates ကိုတစ်ချက်သွားမယ်ဆိုရင် coordinates ကတော့လုံးဝအရေးမကြီးဘူးကျွန်တော်တို့အဓိကက Fibonacci ဆွဲတယ်ဆိုတာကဟောဥစားနဲ့ဆွဲတာ နော်ဒီလိုမျိုး candidate တွေနဲ့လိုက်ပြီးတော့ဆွဲတာကျွန်တော်တို့ coordinates နဲ့ဆွဲတာမဟုတ် coordinates နဲ့ဆွဲတာမဟုတ်တဲ့အတွက် coordinates အကွက်ကတော့ကျွန်တော်တို့လုံးဝကြီးစရာမလိုဘူးဂယူဆိုင်စရာမလိုပြင်စရာလည်းမလိုပြင်လိုက်မှမှားသွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခု feasibility လေးရှိမယ်အဲ့တော့ဒီ feasibility ကကိုက bear time frame မှာပေါ်ကျင်တာလဲဆိုတာအဓိကပဲအဲ့တော့ကိုကကျွန်တော်ကလောလောဆယ် day 1ကိုကြည့်နေတာ day 1ကိုကြည့်နေတာဖြစ်တဲ့အတွက်ဒီမှာ day 1နော်အဲ့တော့အဲ့ day 1လေးကိုကျွန်တော်ပိတ်ပြမယ် ပြောလို့ရရှင်တယ်ပါ day 1မှာမပေါ်တော့ဘူး okay ကိုတစ်ချက်နေပြီးရင်ကျွန်တော် time frame လေးတစ်ချက်ပြောင်းပြမယ် h1 เนาะအဲ့တော့ h1 မှာကျတော့ပေါ်သေးတယ် day 1မှာကျတော့မပေါ်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့အခုလောလောဆယ်ဒီကောင်းကို day 1မှာပြန်ပေါ်ပြီးမှရမယ် okay ကိုတစ်ချက်နေအဲ့ဆိုရင် day 1ကိုတစ်ချက်ပြန်သွားမယ်အဲ့တော့ day 1မှာလည်းပြန်ပေါ်ပြီပေါ့နော်အဲ့တော့ဒီလိုမျိုး feasibility ကကြာတော့ကိုကဘယ် time frame မှာပေါ်ကျင်တာလဲဆိုတာကိုအဓိကပြတာ အဲ့တော့ကိုမကြည့်တဲ့ time frame နေလဲဖြုတ်ချင်ဖြုတ်ထားပါတော့เนาะဒါပေမဲ့လည်းအဲ့လောက်ကြည့်တော့အရေးမကြီးပါဘူးဒီကောင်ကကြာတော့เนาะအဲ့တော့ဒါပေမဲ့လည်းကိုကအဲ Fibonacci ကို higher time frame မှာပဲသုံးမယ် lower time frame မှာ Fibonacci ပေါ်နေတာကြီးကိုမျက်စိရှုပ်တယ်ဆိုလို့ရှိရင်ကိုရဲ့ lower time frame ကဘယ် time frame လဲ minute နဲ့ပတ်သက်တာတွေလား minute နဲ့ပတ်သက်တာတွေကကိုရဲ့ lower time frame ဆိုလို့ရှိရင်ဒီလိုမျိုး minute နဲ့ပတ်သက်တဲ့ time frame တွေမှာ Fibonacci မပေါ်ခြင်းဘူးဆိုတော့ဒီကောင်ကိုပိတ်ထားလိုက်ပေါ့နော်အဲ့လိုလေတော့ကျွန်တော်တို့ကြည့်ကြပြီးလှုပ်သွားပေါ့နော် ဲ့လိုလေးတွေကျွန်တော်တို့ feasibility မှာလိုက်ပြီးတော့ပြင်လို့ရမယ်ပြီးတော့ရင်ကိုပြင်ထားတဲ့ကောင်ကိုကျွန်တော်တို့ကဟောစာလုတ်ချင်တယ် safe လုတ်ထားချင်တယ်ဒီလိုမျိုးကျွန်တော်တို့ခဏခဏကြီးဝင်ပြီးတော့မပြင်ញင်ဘူးကိုက setting တွေတစ်ခုပြီးတစ်ခုအဲ့လို3 4ခုလောက်ခဏခဏကြီးလာပြီးတော့မပြင်ញင်ဘူးဆိုလို့ရှိရင်ဒီကနေကျွန်တော်တို့က template လေးဟောစာလုတ်လိုက်လို့ရတယ်ပေါ့နော် safe လုတ်ထားလိုက်လို့ရတယ်အဲ့အရာလေးကိုကျွန်တော်တို့စမ်းကြည့်ပါတော့။အဲကျွန်တော်တို့အဲ့လိုမျိုးလုပ်လို့မရှိဘူး။တခါလေကျရင်ကိုဘတ်တက်ကိုဒီတိုင်းပဲလာလာပြီးတော့ပြင်လိုက်တာတော့များတယ်။အဲ့တော့ကျွန်တော်တို့ဒီ Merida 5မှာပဲဖြစ်ဖြစ် trading view မှာပဲဖြစ်ဖြစ် setting တခုခုချိန်ပြီးပြီဆိုလို့ရှိရင်ဒီက OK လေးနဲ့ထွက်ပေးဖို့မမေ့နဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ OK နဲ့မထွက်လိုက်လို့ရှိရင်ကိုပြောင်းထားသမျှဟုတ်စားရီအယောင်တွေ level တွေ percent တွေကပြောင်းသွားမှာမဟုတ်ဘူးအဲ့တော့ OK လေးနဲ့တစ်ချက်ထွက်ပြီးပို့တော့အမြဲတမ်းသတိရပါဘောเนาะအဲ့ပြီးရင်ကျွန်တော်ဖြတ်ချင်ပြီဆိုလို့ရှိရင်တော့ဒီကောင်နဲ့တော်ပြီးတော့ဖြတ်လို့ရတယ်ပြီးွားရင်တမ lock လေးပါလေးချလို့လည်းရတယ်เนาะ lock ချလိုက်ပြီဆိုလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော်ရွှေ့လို့မရတော့အလုံးဝရွှေ့လို့မရတော့ကျွန်တော် unlock ပြန်လုံးมาရမ နော် unlock ပြန်လုပ်မယ်ဆိုလို့ရှိရင်ဒီကနေပြန်သွားလုပ်ရမယ်เนาะသူ့ကိုပဲတစ်ချက်လေးနှိပ်ပေးလိုက်အဲဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ရွှေ့လို့ရပြီเนาะအဲဒီတိုင်းလေးကျွန်တော်တို့ Fibonacci ကိုသွားပြီးတော့ trading view မှာ setting ချိန်ရတာပေါ့เนาะအဲဒါလောက်လောက်ဆိုလို့ရှိရင်တော့သဘောပေါက်ကြလိမ့်မယ်လို့တော့ထင်တယ်အဲတော့ဒီ video ကကြာတော့ Fibonacci ကို trading view မှာဘယ်လို setting ချိန်ရမလဲဆိုတာကို sharing လုပ်ပေးတာပေါ့เนาะနောက်ထပ်သိချင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့ရေးသွားလို့ရတယ်เนาะ